ပရိသတ်တော်အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်အန်ခင်မှုပါဆိုတော့ဒီနေ့အစီအစဉ်မှာစခင်မှာထုံးစံတိုင်းပဲဘာလို့ရမယ်ဆိုတာပေါ်လာလို့သိမယ်ထင်ပါတယ် channel ကို subscribe လုပ်အပ်တဲ့လှူထားပြီးတော့ဗီဒါအကောင့်လေးကိုဖွင့်ပြီးတော့ဒီနေ့အစီအစဉ်ကို VPN လေးဖွင့်တာကြည့်ပေးကြဖို့အတွက်လည်းမေတ္တာရက်ခံပါစေ တော့ဒီနေ့မှာကတော့မကြာခင်အပိုင်းတွင်းကထွက်ရှိပြီးတော့ကျွန်တော်လည်းအများဆုံးစူးစမ်းတင်ဆက်ပေးခဲ့တဲ့ Game of Game Squid Game Season 3ရဲ့အပိုင်း9ကိုဆက်လက်ပြီးတော့ရောက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ်။အပိုင်း၄တုန်းကဘာတွေဖြစ်ခဲ့လဲဆိုတော့သိချင်သွားကြည့်ပါဗျာ။ကြည်ပြီးသားသူတွေကတော့သိပြီးသားပဲလား။အေးဆေးပဲ။အဲ့တော့မကြည့်ရသေးရင်တစ်ကဆက်ပြီးတော့အရင်သွားကြည့်ကြပါဦး။ပြီးတော့မှအပိုင်း9ကိုပြန်လာကြည့်လို့ရပါတယ်။ကြည်ပြီးသားသူတွေကတော့ကျွန်တော်ဆက်သွားလိုက်ကြအောင်ပါ။ Squid Game Season 3ရဲ့ Episode 5ဖြစ်ပါတယ်ခင်ဗျာ။ ပိုင်းကားအစားမှာတော့နှုတ်ကကြောက်ခဲမယူတွေ့တက်လာပြီးတော့တံမှုစီပြန်သွားဖို့လုပ်နေတာကိုမြင်ကြရပါတယ်။နှုတ်ကတကြီးကြီးနဲ့လဲနေတဲ့လေးပန်းကားတလက်ကိုတန်းတန်းနဲ့ပြစ်ချလိုက်ပြီးတော့ပန်းကားလဲတာရက်သွားတော့မှအထဲကိုဝင်လာခဲ့လိုက်ပါတယ်။တဖက်မှာတော့ဂီယွန်းကကစားမတွေအိတ်ဆောင်တွေကိုပြန်ပြီးတော့ရောက်နေခဲ့ပါပြီ။ဂီယွန်းကအပူပေမရှိအိတ်ပြောင်းနဲ့ကလေးပေါက်စလေးကိုကြည့်ပြီးတော့ဂျီနူးနေပါတယ်။တဖက်မှာတော့မူယူကွဲပြဲနေတဲ့အဖွဲကနေချက်ချက်ကိုအိတ်ပြောင်းနေကြပြီးဟောက်တောင်မှဟောက်နေလိုက်ပါသေးတယ်။ဂီယွန်းလဲဓာတ်ကိုကိုင်းပြီးတော့ကစားမနံပါတ်ရာပြီးအဖိုးကြီးနောက်ကိုအရင်ဆုံးကတ်သွားလိုက်ပါတယ်။ ဂျွန်းလှူရှားတဲ့ပုံရင်းကိုတော့ခေါင်းဆောင်ကဝီစကီတစ်ခွက်တောက်ပြီးတော့တေချာကိုစောင့်ကြည့်နေခဲ့တာပါမကြိုင်မှာပဲဂျွန်းကအိပ်ပျော်နဲ့အဖိုးရဲ့လက်ပင်းကိုဓာတ်နဲ့ထောက်ထားလိုက်ပါတော့တယ်အဲဒီအချိန်မှာခေါင်းဆောင်တော့2015ခုနှစ်သူကစားမဘွားဒုံကကြုံခဲ့ရတယ်လို့ပဲဂျွန်းကြုံရတဲ့အချိန်တွေကိုပြန်ပြီးတော့မှတ်မိလာခဲ့ပါတော့တယ်အဲဒီအချိန်တော့ခေါင်းဆောင်ဖြစ်တဲ့ဩဂတာအိုကလည်းနောက်ဆုံးဂိမ်းပွဲမှာတိုင်မီညမှာသူ့ကိုအခုလိုပဲခေါ်တွေ့ပြီးတော့ဘာလို့တုံဆိုင်နေရလဲမနေ့ပြန်ဆိုရင်မောင်ရင်ကိုတတ်ဖို့လိုက်ကြတော့မယ်လူတွေပဲကိုအဲ့လိုအမိုက်ကောင်တွေကိုတတ်ပြစ်လိုက်စမ်းပါ ါမောင်ရင်တို့အကောင်းဆုံးရွေးချယ်မှုပဲလို့ပြောပြီးတော့ဩဂရာအိုရင်န်ကအင်ဟိုးကိုဓာတ်တချောင်းကိုပေးခဲ့တာဖြစ်ပါတယ်။အခုသူကလည်းအဲ့လိုပဲဂီဟုံးကိုပြန်ပြီးတော့ပေးကာအခွင့်အရေးတစ်ခုကိုပေးလိုက်တာပါ။နောက်တစ်ခါမှတော့လက်ရှိချိန်ကိုပြောင်းလာပြီးတော့ဂီဟုံးကသူ့စိတ်ကိုတင်းထားပြီးနမတ်ရာပြည့်အဖိုးကြီးအသားနဲ့နှစ်တက်တီသူ့ဓာတ်ကိုဖိထောက်ထားလိုက်ပါတယ်။ပြီးတော့ထမ်းမြင်ရတာကလယ်ဘေးနဲ့ကိုဓာတ်ကတရွေ့ရွေ့နဲ့စိုက်ဝင်သွားခဲ့တာဖြစ်ပြီးတော့ထိုးလိုက်တဲ့သူကတော့အင်ဟိုးဖြစ်နေခဲ့တာပါ။အင်ဟိုကဩဂရာကိုအကြံပေးတဲ့အချိန်လိုက်လာခဲ့ပြီးတော့ကစားပွဲမတိုင်ခင်ညမှာ ကြံတဲ့ကစားမားတွေကိုအပြတ်ရှင်းပစ်ခဲ့တဲ့မြင်ကွေးတွေကိုပြန်မြင်နေရတာဖြစ်ပါတယ်။သူမြန်မာမအောင်အင်ဂျီမာမာသွေးတွေဆိုးဆွဲနေပြီးတော့တုံလုံးချောက်ချားနဲ့အင်ဟုံကအဲ့ဒီလူကိုဓာတ်နဲ့အချက်ပေါင်းများစွာစောင့်ပြီးတော့ထထိုးချပစ်လိုက်ပါတော့တယ်။အဲ့လူကသူနောက်ဆုံးတတ်လိုက်တဲ့လူဖြစ်ပြီးတော့ရှေးမှာလည်းနောက်ထပ်၄ယောက်လောက်ကိုတတ်ထားပြီးသားကိုလည်းမြင်လိုက်ရပါတော့တယ်။ဒီဘက်ချိန်မှာတော့ဂီဟုံကအဖိုးကြီးကိုတတ်တော့မဲ့ချိန်မှာပဲဂန်ဆယ်ပြောရဲ့ဦးလေးကြီးလိုခေါ်တန်ကိုကြားလိုက်ရပါတယ်။ဂီဟုံရဲ့မျက်လုံးထဲမှာဆယ်ပြောရဲ့ပုံရိပ်တွေကိုမြင်အောင်လာပြီးတော့ဆယ်ပြောကသူ့ကို အဲ့လိုမလုပ်ပါနဲ့ဦးလေးကြီးဦးလေးရအဲ့လိုလူစားမျိုးမဟုတ်ဘူးလေလို့လမ်းပြီးတော့អော်ပြောနေတာကိုကြားយ៉ាងလာခဲ့တာပါကင်းလဲနောက်ဆုံးမှာတော့အဖိုးကြီးကိုတတ်ဖို့ဘလို့မှမဖြစ်နိုင်တော့ပဲဒါကိုပြန်ယုတ်သိမ်းပြီးတော့ဒင်းဒိုင်နေပဲပြန်လှည့်ထွက်သွားခဲ့ပါတော့တယ်ခေါင်းဆောင်ကတော့ဂီဟုံးကိုအတိအခက်တဲ့မျက်နှာမျိုးနဲ့ကြည့်နေခဲ့ပြီးသူ့အမျက်လုံးမှလည်းမျက်ရည်တွေဝေ့နေတာကိုမြင်လိုက်ရတာပါတပတ်မှကြောင်စောကတော့노ဦးမာတဲ့အတိုင်းပဲလေကိုအပြင်းမောင်းလာနေပြီးတော့ဂျုံဟိုတို့ကလည်းဂျုံကိုဆက်ပြီးတော့ရှာဖွေနေခဲ့ကြပါပြီဒါမဲ့မျိုးရိအောင်ဆိုင်နဲ့တော့ဝေးဝေးတော့တိတ်ပြီးတော့မမြင်ရလို့ ခကြီးကလည်းမတွင်ဘူးဖြစ်နေခဲ့ပါတယ်။အဲဒီအချိန်မှာပဲရေဒီယိုကနေစုံနောက်ဝမ်းကျွန်တော်ပြောတာကြားလာလို့မေးတဲ့အတန်ကိုကြားလိုက်ရပါတော့တယ်။အဲဒီလူကတော့တခြားတော့မဟုတ်ပါဘူး။ဂျွန်ဟိုးရဲ့အကိုအင်ဟိုတဖြစ်လဲခေါင်းဆောင်ဖြစ်သူပဲဖြစ်ပါတော့တယ်။ခေါင်းဆောင်ကအခုပဲဖြစ်ဖြစ်လက်လျှော့လိုက်တော့ကွာလို့သူညီကိုပြောလိုက်ပြီးတော့ဂျွန်ကတော့အဲ့တုံးကလေးကကျွန်တော်ဒီတိုင်းတည်အောင်ပစ်ထားလိုက်ပါလားလို့ပြန်ပြောလိုက်ပါတယ်။ခေါင်းဆောင်ဒီထက်ပို့ပြီးတော့ဒီစားပွဲကြောင့်မင်းဆက်ပြီးတော့ဖော်နေမယ်ဆိုရင်တည်ရမယ်လို့သတိပေးလိုက်ပေမဲ့ ဂျုံကဒါဆိုကျွန်တော်တို့သာတတ်လိုက်လို့ပြန်ပြောလိုက်တာကြောင့်ခေါင်းဆောင်လေးဘာမှဆက်မပြောတော့ပါဘူးဂျုံနဲ့နောက်ဆုံးဂိမ်းကစားမဲ့မနက်ကိုရောက်ရှိလို့လာခဲ့ပါပြီကစားသမားတွေလည်းနိုးလာကြပြီးတော့ဝန်ထမ်းတွေကမကြာခင်မှာဂိမ်းပွဲကိုစတင်ပါတော့မယ်လို့ကြေညာလိုက်ပါတယ်နံပါတ်1အဖိုးကြီးကလည်းသူ့လည်းပဲမှာစူးတူတူခံစားကြမျိုးရလိုက်ပြီးတော့ဘာဖြစ်တာလဲတော့မသိလိုက်ပါဘူးတဖက်မှာတော့နိုးကလည်းတန်မှုရဲ့အခန်းကိုရောက်လာခဲ့ပါပြီနိုးကတန်စကားကိုဖြုတ်ချလိုက်ပြီးတော့အောက်ကိုခုံဆင်းလိုက်ပြီးတန်မှုရဲ့ကွန်ပျူတာကိုကြည့်မဲ့အချိန်မှပဲလူတန်းကြားလိုက်တာကြောင့်ပုံအောင်နေလိုက်ရပါတယ် တမမကစားမားတွေကိုတော့နောက်ဆုံးဂိမ်းကစားမဲ့နေရာကိုခေါ်သွားနေခဲ့တာဖြစ်ပါတယ်။တန်မှုကတော့ရေချိုးဝေစားလဲပြီးတော့ပြန်ထွက်လာတဲ့ခါမှာတော့သူ့ကိုတန်တဲ့နဲ့ချိန်ထားတဲ့노ဦးကိုတွေးလိုက်ရပြန်ပါတော့တယ်။တန်မှုကမင်းတယောက်တည်းပြန်လာလား။ဟိုကောင်ကိုပြန်ခေါ်မလာဘူးလား။မင်းဘာလို့ကျင်လာလဲလို့မေးလိုက်တော့노ဦးကကစားမား246ရဲ့မှတ်တမ်းတွေအကုန်ဖျက်ပေးပါလို့ပြောလိုက်ပါတယ်။တန်မှုလည်းသူ့ကွန်ပျူတာထဲကကစားမား246ရဲ့ဖိုင်တွေကိုဖျက်လိုက်တော့노ဦးကဒါအကုန်ပဲလားလို့ထပ်မေးတာပါ။တန်မှုကဟုတ်တယ်။ပေမဆာပါတဲ့ဟာတွေပါဖျက်ပစ်လိုက်ပြီလို့ပြောတော့ နှုတ်ကအားနာပေမဲ့တမ်မှုရဲ့ခေါင်းထဲကမှတ်ညာနေကိုလည်းဖြတ်ပြရမယ်လို့ပြောပြီးတန်နတ်နဲ့ပြစ်ဖို့လှုပ်ပါလေအဲတော့မှတမ်မှုလဲနေုံစာမနဲ့ရေးလာတဲ့ဖိုင်တွေကတော့ရှိသေးတယ်အဲ့ဒါမရှိတော့မှ246ကဂွင်းလုံးကျိုးအသက်ရှင်ပါအဲ့ဒါဟိုးပေါ်ဆုံးတက်ကခေါင်းဆောင်မော်ကွန်းတိုက်ထဲမှာမင်းလည်းသိတာပဲလေအဲ့ထဲကိုဘယ်သူမှဝင်လို့မရအောင်ခေါင်းဆောင်မဟုတ်ရင်ငါပဲဝင်လို့ရမှာလို့ပြောလိုက်ပါလေပြီးတော့သူ့ရဲ့ဝီစကီကိုအေးဆေးဆက်တောက်နေလိုက်ပါတော့တယ်တမမကစားမတွေကလည်းနောက်ဆုံး game ကစားမယ်နေရာကိုရောက်လာပြီးတော့ အဲ့နေရာမှာတာဝါအမြင့်ကြီး၃ခုကိုမြင်လိုက်ရပါတော့တယ်။ VIP 6ခုကလည်းနောက်ဆုံး final game ကိုကြည့်ကြဖို့တက်တက်ကြွကြွနေပဲအစင်းသိဖြစ်လို့နေကြပါပြီ။ No ကတော့တန်မှုကိုနောက်ကနေတန်းတန်းနဲ့ထောက်ပြီးတော့မော်ကွန်းတိုက်တဲ့သူ့ကိုခေါ်သွားဖို့မိန်ပေးလိုက်ပါတယ်။စိတ်ချအောင်တန်မှုကိုလက်နှစ်ဖက်ကိုပါခေါင်းပေါ်တင်ထားခိုင်းလိုက်ပါတယ်။ဒလီကားတွေကိုရောက်တော့တန်မှုရဲ့မျက်နှာဖုန်းကို scan ဖတ်ကြည့်ပြီး ID အတီးပြူပြီးတဲ့အခါမှာတော့အလှော်ရွေးဖို့လှုပ်ပါတော့တယ်။တန်မှုကဓာတ်လေကားခလုတ်ကိုနှိပ်ဖို့လှုပ်တော့နှုတ်ကဖြည်းဖြည်းချင်းလှုပ်ဖို့နောက်ကနေသတိပေးလိုက်ပါတယ်။ ဒါမဲ့တန်ဖိုးကလည်းတန်ဖိုးပါပဲနှုတ်တို့ရဲ့အထက်ရာရှိဆရာကြီးဆိုတဲ့အတိုင်းပဲသူ့လွယ်လွယ်နဲ့ကြောလို့တော့မရပါဘူးတက်လီကခလုတ်နှိပ်ပြီးတာနဲ့ချက်ချင်းနောက်ကိုပြန်လှည့်ပြီးတော့နှုတ်လက်ထက်ကတနတ်ကိုလူပစ်လိုက်ပါတယ်နှုတ်ကလည်းတနတ်ကိုအပါမခံပဲတန်ဖိုးကိုတတော်နဲ့ပြန်ကျွေးပြီးတော့တနတ်နဲ့ပြစ်ဖို့လှုပ်ပါတယ်ဒါမဲ့နှစ်ယောက်သားရုံးရင်ဆန်ခတ်ဖြစ်နေကြတာကြောင့်တနတ်ကတန်ဖိုးကိုမထိပါဘူးအဲဒီအချိန်မှာပဲတစ်ဖက်ကကစားမတွေကတော့တာဝါဘော်ကိုတက်ဖို့အတွက်ဓာတ်လီကားတွေကိုရောက်နေကြပါပြီတဘက်ကဓာတ်လီကားတွေမှာနှုတ်နဲ့တန်ဖိုးတွေတိုက်ပွဲကလည်းပြင်းထန်နေကြသေးပါ အဲ့ချိန်မှာပဲမော်ကွန်းတိုင်းရှိတဲ့အလွာကိုရောက်လာပြီဆိုတော့ဓာတ်လီကတကားလည်းပွင့်သွားခဲ့ပါလိမ့်တန်မှုကနှိုးဦးစီကတနက်ကိုလှုပ်ပြီးတော့နှိုးဦးကိုပြစ်ဖို့လှုပ်ပေမဲ့နှိုးဦးတယောက်လည်းသူ့ကိုမထီအောင်ကာလိုက်နိုင်သူတန်မှုလက်ထဲကတနက်ကိုလွတ်ကြအောင်ပြန်ပြီးတော့လုံနိုင်လိုက်ပါလိမ့်ပြီးတော့နှစ်ယောက်သားတပ်ပုတ်နေကြရင်းနဲ့ဓာတ်လီကအပြင်ကိုရောက်သွားပြီးတနက်ကတော့ဓာတ်လီကထဲမှာကြံရင်နေခဲ့ပါလိမ့်လက်လက်ချင်းရှင်ချတဲ့အချိန်မှာတော့နှိုးဦးတယောက်တစ်ဖေးနဲ့တန်မှုကိုမနိုင်တော့ပဲတန်မှုကသူ့ကိုကင်ပေါက်ပြစ်လိုက်ပါတော့တယ်တပတ်မှာဂေယုံနဲ့ဇာမာတွေကတော့ အစွန်ဆုံးက၄000ပုံတာဝါအမြင့်ကြီးပေါ်ကိုရောက်နေပြီးနောက်ဆုံးကစားမဲ့ဂိမ်းကတော့ဝေဟင်ကင်းမုံဂိမ်းစွာကိုတီးလိုက်ရပါတော့တယ်။ဓမ္မမာနိုးကတော့တန်မှုကိုဘလို့မှမနိုင်တော့ပဲသူကြီးပဲလှိမ့်ပြီးတော့ခံနေကြရပါပြီ။တန်မှုကသူ့မျက်နှာဖုံးနေပါလိပါဆွဲချိုးပြစ်လိုက်ပြီးတော့ဘာလို့ဒီလောက်ထိအောင်လုံနေရလဲဟမ်။ငါမှတ်တမ်းတွေပြန်ကြည့်လိုက်တော့မိကစားမ146နဲ့အလုံးတူလုံခဲ့ပြီးတာတွေ့ရတယ်။အဲကောင်မမေးစိတ်ဝင်စားနေရလားလို့မေးလိုက်ပါတယ်။နိုးက146တင်သူ့သမီးလေးလည်းတေးမာလို့ပြန်ပြောလိုက်တော့ တန်မှုကသူများကလေးကိုကဲဖို့တလောက်ထိလုံနေရလားမင်းကကလေးကိုဆုံးပြပြီးတော့တယောက်တည်းထွက်ပြေးလာလို့အပြစ်ရှိလို့ခံစားနေရတာမလားလို့မေးပြလိုက်ပါတယ်နှုတ်ကကျေးဇူးပြုပြီးတော့သူတို့ကဲပေးပါလို့ပြောလိုက်တော့တန်မှုကနားတော့နားလေပေးနိုင်ပါတယ်ဒါမဲ့မင်းကစီးတော်ကိုကြော်ပြီးနေပြီလို့ပြောလိုက်ပြီးသူအိတ်ထဲကဓာတ်ကိုထုတ်လိုက်ပါတော့တယ်တန်မှုကဓာတ်နဲ့ထိုးဖို့လှုပ်တော့နှုတ်ကသူ့လက်ကိုဆွဲလိန်လိုက်ပြီးဓာတ်ကိုလုပါတယ်ပြီးတော့တန်မှုအပေါ်ကနေဓာတ်နဲ့ထိုးတတ်ဖို့လှုပ်တော့တန်မှုရင်ဘက်ကိုဓာတ်နဲ့နည်းနည်းထိုးလိုက်နိုင်ပေမဲ့တန်မှုကပြန်ပြီးတော့ယုံသွားခဲ့ပါတယ် ပြီးတော့တန်မှုကသူ့ရက်ခွက်ကိုကောက်ကန်လိုက်ပြီးတော့နှုတ်လက်ထဲကဓာပြုတ်ကျသွားအောင်ရိုက်ထက်လိုက်ပါလေပြီးတော့နှုတ်မျက်နှာကိုရက်ခွက်နဲ့ဖြတ်ကျလိုက်ပါတော့လေနှုတ်လည်းလဲကျပြီးတော့မလုံနိုင်တော့တဲ့အချိန်ဖြစ်နေဖြစ်တာကြောင့်တန်မှုကဝီစကီပလင်းကိုမောတောက်လိုက်ပြီးတော့ဓာကိုကောက်ကန်ထားလိုက်ပါလေပြီးတော့တန်မှုကငါးစိတ်ထဲမှာတော့မင်းကောင်နားလည်နိုင်မယ်လို့ငါထင်ခဲ့တာငါလည်းမင်းလိုမြောက်ပိုင်းလာတာပဲပြီးတော့ငါဘွားမှာအရေးကြီးဆုံးလူလဲဆုံးဆုံးခဲ့တာပဲဘာမှမဟုတ်တဲ့စောက်ကြောက်ကက်လေးကိုရှာမရလို့ဒီအဲ့နေရာမှာတလောက်ရှာလွယ်နေတာကိုလို့ပြောလိုက်ပြီးတော့ နှုတ်ဦးဖိုက်ကိုဓာတ်နဲ့ထိုးလိုက်ပါတော့လေအဲ့ဒီမှာပဲစကားပြောစကားနဲ့တံမှုကိုလမ်းပြီးတော့ခေါ်နေတာဖြစ်တဲ့အတွက်တံမှုလည်းဓာတ်ကိုဆွဲထုတ်ပြီးတော့စကားပြောစက်ကိုယူလိုက်ပါတယ်သူလက်ထောက်ကကစားဝဲစားဖို့အစင်းသိမ်းဖြစ်နေပြီလို့ပြောလိုက်တော့တံမှုကစပြီးလှုပ်ထားလိုက်ငါအခုလာခဲ့မယ်လို့လမ်းပြောလိုက်ပါတော့လေအဲ့ဒီမှာနှုတ်ဦးကတော့ရားသလောက်ဖြည်းဖြည်းချင်းစီတွားသွားနေပြီးတော့ဓာတ်လေကားစီကိုထွက်ပြေးဖို့လုပ်နေခဲ့တာပါတံမှုကလက်မကြည့်သေးပဲနဲ့ငါမင်းကိုအမြင်မှားခဲ့တာမင်းကိုတခြားလူတွေလိုပဲကစားပွဲထဲမှာပါခိုင်းလိုက်ရမှာလို့နှုတ်ဦးကိုပြောလိုက်ပါတယ် ပြီးတော့ဘူးတဲ့ဟာဆေးပင်လိပ်ကြီးကိုယူဖွာလိုက်ပြီးတော့အခုသူများကလေးကိုစိတ်ပူတာရက်ပြီးတော့ကောင်းငင်ဘောကမင်းကလေးကိုမေးသွားတွေးလိုက်တော့ငါကမင်းကိုမနာကျင်စေပဲပို့ပေးမယ်လို့ပြောလိုက်ပါလေပြီးတော့မှလှည့်ကြည့်လိုက်တော့နှုတ်ကအနားမှာမရှိတော့ပဲတဖြည်းဖြည်းနဲ့တွားသွားရင်ဓာတ်လီကားနာကိုရောက်နေခဲ့ပါပြီတမှုကထွက်ပြေးနေရလားမင်းကဘယ်သွားမလို့လဲအဲ့ဓာတ်လီကားငါးမျက်နှာဖုံးမပိုင်ဘယ်ဦးမှသွားလို့မရဘူးဆိုတော့မတီးဘူးလားလို့မေးလိုက်ပါလေဓာတ်လီကားနာရောက်တော့နှုတ်ကခလုတ်ဆက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 ်ဆိုအမြန်နှိပ်လိုက်ပြီးတော့ဓာတ်လီကားတကပွင့်သွားတော့မှအထဲမှာတနတ်တလက်ကြံနေခဲ့တာကိုတမှုလည်းမြင်သွားပါလေ အိုင်မတန်မှုလဲအ мян ပြေးလာပြီးတော့노우ကိုခုံအုပ်ပြီးတော့ဓာတ်နဲ့ထိုးဖို့လုပ်ပေမယ်။노우ကဥစွာပဲတနတ်ကိုအရင်ယူလိုက်နိုင်ပြီးတော့သူ့ကိုတဒိန်ဒိန်နဲ့ပြက်သက်ပြစ်လိုက်ပါတော့တယ်။ဓမ္မမကစားမတွေကိုတော့နောက်ဆုံးဂိမ်းအတွက်စီးမင်းတွေကိုစပြီးတော့ရှင်းပြနေပါပြီ။အဲ့ဒီညမှာတာဝါအမြင်3ခုရှိပြီးတော့အယောင်3ယောင်ချဲထားတဲ့လေးတောက်တရိကန်နဲ့အဝိုင်းတာဝါကြီးတွေရှိနေတာပါ။အဲ့တာဝါ3ခုဘောကနေအချင်းချင်းတွန်းချပြရမှာဖြစ်ပြီးတော့တာဝါတစ်ခုဘောကနေအနည်းဆုံးကစားမတယောက်တွန်းချမှာပါ။ အရင်ဆုံး၄000ပုံတာဝါကြီးပေါ်ကနေတယောက်ကိုတွန်းချပြီးလို့ရှိရင်ဒုတိယအနေနဲ့အလဲကားတွီးကံပုံတာဝါကိုတွားကြမှာပါအဲ့မှာလဲအ ਨੇ ဆုံးတယောက်ကိုတွန်းချပြီးနောက်တစ်ဆင့်ကိုရောက်မှာဖြစ်ပြီးနောက်ဆုံးအဝိုင်းပုံတာဝါပုံကိုတက်ကြမှာပါအဲ့ဒီဂိမ်းမှာလဲအ ਨੇ ဆုံးဇာမားတယောက်ကိုတွန်းချလို့ရှိရင်ဂျန်နိတ်ဇာမားတွေအကုန်လုံးကဂိမ်းကိုအနိုင်ရအောင်မြင်တွားကြမှာပဲဖြစ်ပါတယ်ဒါမဲ့တမတ်ချင်းတွင်းမှာတယောက်မှမတွန်းချပြင်တော့အကုန်လုံးထုတ်ပယ်ခဲရမှာပါ အဲ့ဒီစီမင်းတွေကိုကြားလိုက်တာနဲ့အကုန်လုံးကဂီယုံနဲ့ကလေးလေးကိုစားတော့ဝါတော့မလို့ဝိုင်းပြီးတော့ကြည့်နေကြပါလေ။အဲ့ဒီချိန်မှာစေးကြောင်နဲ့မင်းစုကတော့တာဝါပေါ်ကနေပြုတ်ကြတော့မလို့ဖြစ်နေလူတယောက်ကိုမျက်လုံးထဲမှာမြင်အောင်မိနေပြီ။အဲ့လူကတော့ Robert Thanos ပဲဖြစ်ပါတော့တယ်။ Thanos က My brother I miss you အကိုကယ်ပါအောင်မင်းစုမစ်ဆေးလို့နေမလား။ငါဆေးပေးမယ်လေးလို့ပြောနေခဲ့ပါလေ။မင်းစုနဲ့ Thanos လက်ထဲကဆွဲတိုးယူဖို့လုံနေတော့မှပဲ။သူ့ခြေထောက်တွေကိုလက်တစ်ဖက်ကလမ်းဆွဲလိုက်ပြီးတော့အဲ့ဒါကတော့ Nan Gyu ဖြစ်နေတာပါ။သူစိတ်ကူးထဲမှာမြင်နေရတဲ့ Nan Gyu က မိမိခွေးသားငါးဆေးတွေပေးစမ်းလို့ပြောနေခဲ့ပါတယ်။မင်းစုလည်းအမှကြောက်လန့်ပြီးတော့တားနှုတ်ဆုံးနန်ကူရောကိုတာဝါဘော်ကနေကန်ချနေခဲ့ပါတယ်။ဒါမဲ့သူကဆေးကြောင်ပြီးတော့ကန်နေတာဖြစ်တဲ့အတွက်ဘေးလူတွေမြင်မှာတော့လေထဲမှာရှောက်လုံနေတယ်လို့ပါပဲ။ဂိမ်းစားဖို့အတွက်ကိုတော့မြေပေါ်မှာရှိတဲ့ခလုတ်နီကိုနှိပ်ရအောင်ပါဖြစ်ပြီးအဲဒီခလုတ်ကိုနှိပ်တော့မှသာဂိမ်းရဲ့အချိန်ကစတင်ပြီးတော့မှတ်မှာပါ။နမတ်ရာပြည့်အဖိုးကြီးကလည်းခလုတ်ကိုနှိပ်လိုက်တော့ဂိမ်းပွဲကလည်းစတင်သွားခဲ့ပြီဖြစ်ပါတယ်။ပထမပွဲအတွက်အချိန်ကတော့15မိနစ်ရမှာပါ။ အဲနောက်တော့အဖိုးကြီးကသူ့လူတွေကိုစုပြီးတော့ငါတို့ချင်းချင်းရန်ဖြစ်နေအကုန်သေသွားလိမ့်မယ်ဒီတော့တပွဲကိုတယောက်ပဲထုတ်တာထိခိုက်မှုအ ਨੇ ဆုံးဖြစ်လိမ့်သဘောတူလားလို့မေးလိုက်တော့မင်းစုနဲ့ဂီယွန်းကလွဲလို့အကုန်လုံးကသဘောတူတယ်လို့ပြောလိုက်ကြပါတယ်ပြီးတော့ဘသူကိုထုံမလဲဆိုတာလဲဒီမိုကရေစီနီးကြမဲခွဲကြပေါ့လို့ပြောလိုက်ပြီးတော့ထုံတင်တဲ့ကစားမားတွေကိုအစိုးပြုကြမယ်လို့ပြောကြပါတယ်အိုင်မာရီနံပါတ်39ဟာကျွန်တော်ကနံပါတ်222ကိုထုံတင်တယ်ထင်တယ်ကစားမားနှစ်သုံးလုံးကစားတွေကထွက်သွားပြီလားလीအ အခုကလေးကထပ်ပါလာတော့ဒါတရားမျှတမှုမရှိဘူးလို့ပြောလိုက်တာပါကျန်တဲ့လူတွေကလည်းအရာကိုသဘောတူလိုက်ကြပြီးတော့နံပါတ်203ကရှေ့ထွက်လာကဒီကလေးလေးကဒီကနေထွက်သွားနိုင်ပြီပဲဒါကပါတော့အမေလည်းမရှိတော့အဖေလည်းရှိမဲ့ပုံမပေါ့ဒီကလေးကဘသူကတာဝန်ယူမှာလဲဘလို့ပဲဖြစ်ဖြစ်အသက်ရှင်ဖို့မျှော်လင့်ချက်မရှိတဲ့ကလေးပဲလို့စာနာတယ်လို့လို့ခနဲ့တယ်လို့နဲ့ရှောက်ပြောလိုက်ပါတယ်ပြီးတော့ဂီယုံနာကိုကတ်ပြီးတော့ဂီယုံကတော့ကလေးကိုမပေးပဲနောက်ဆုတ်သွားရင်တာဝါအစိုးနာအထီကိုရောက်လာနေခဲ့ပါပြီအဲ့မှာနံပါတ်ရာပြေးဘိုးတော်က ကဲကန်ကွက်လူမရှိရင်မဲပေးကြတာပေါ့လို့ပြောလိုက်တော့မြောင်ကီကဝင်ပြီးတော့ကန်ကွက်စာရှိပါတယ်လို့ပြောလိုက်ပါတယ်ဒီကင်းကအစင်၃စင်းရှိတာခေါင်းအေးနဲ့ကျွန်တော်ဆုံးဖြတ်ရမယ်ကျွန်တော်ထင်တော့ကစားမ456ကကလေးကိုဘယ်နည်းနဲ့ဖြစ်ဖြစ်အသေးသေးသူကကာကွယ်မှာပဲလို့ပြောလိုက်တာပါအာရနဲ့ဂျန်တဲ့လူတွေကလည်းဟုတ်တယ်ဟုတ်တယ်ဒီကောင်ကျိုးကုံဂိမ်းကလေးကကလေးကိုချီပြီးတော့ပြေးသွားတာဒီကောင်ယူနေရမောင်ရင်ကလေးပေမြန်ဖြစ်နေလားမသိဘူးလို့ပြောလိုက်ပါတယ်အာနဲ့နံပါတ်203ကဒါဆိုနေအောင်စုံးမဲ့တွန်းချပလိုက်ကွာလို့ပြောတော့နောက်တစ်ယောက်ကအဲ့လိုလုံးလို့မရဘူးလေ ဒီမှာစုစုပေါင်း6ယောက်ပဲရှိတာတဆင်းအောင်တယောက်ပဲထုံးမှာကျွန်တော်6ယောက်လုံးအသက်ရှင်မလို့ပြောလိုက်ပါတော့တယ်အဲ့ဒါနဲ့မြောင်ကြီးကသူတို့နှစ်ယောက်ကိုခွဲနိုင်ဖို့နောက်မှနီလန်းရှာကြမယ်လေအခုအရင်ဆုံးပိုလွယ်တဲ့သူပဲဖြုတ်လိုက်တာပိုကောင်းလိမ့်မယ်လို့ပြောလိုက်ပါတော့တယ်ပြီးတော့အကုန်လုံးကမင်းစုစီကိုအကြည့်တွေရောက်ကလှဲကြည့်လိုက်ကြပါတော့တယ်အိုင်မာရင်ဂျန်တဲ့သူတွေအားလုံးကလည်းသဘောတူလိုက်ကြပြီးတော့မင်းစုကိုဖြုတ်ဖို့အတွက်အကုန်လုံးမဲပေးလိုက်ကြတာပါမြောင်ကြီးတို့၆ယောက်နားကက်လာတော့မင်းစုလည်းကြောက်လန့်ပြီးတော့ကျွန်တော်မားသွားပါလေဗျာလို့အော်ဟစ်တောင်းပန်နေပါတော့တယ် နမရာပြီအဖိုးကြီးကအေးပါမားသွားတာသိပါတယ်ဒီတိုင်းလွတ်ချပြီးတော့ခုံချပလိုက်လို့သွားပြောနေပါတယ်မင်းစုကတော့ဈေးကလည်းကြောင်ကြောက်တာလည်းကြောက်လန့်နေပြီးတော့လက်အုပ်တွေချီကတောင်းပန်နေတော့တာပါအိုင်မာတွေနောက်တစ်ယောက်ကငါတို့ဒီမိုကရေစီစမ်းစမ်းဆုံးဖြတ်ချက်ချခဲ့တာပါအားတော့နားပြီမဲ့ဒီတိုင်းမဲ့သေပေးလိုက်ပါလို့တောင်းဆိုမှုသေးသေးလေးလုပ်တယ်ဆိုပြီးသွားလုံနေပါတော့တယ်မင်းစုကတော့ဒေါသထွက်လာပြီးတော့လီပဲကွာငါတို့ကြိုးစားခဲ့တာဘာတွေမှားကုန်လို့လေငါဘာတွေမှားနေလို့လဲလို့ပြောနေပါတော့တယ်အိုင်မာတွေနံပါတ်2 3ကရှေ့ထွက်လာပြီးတော့ ခါထောက်ကကောင်းကောင်းပြောလို့မရဘူးပဲဒီတိုင်းတွန်းချပလိုက်လို့ပြောလိုက်ပါတယ်အဲ့ဒါနဲ့နောက်တစ်ယောက်ကဘသူကတွန်းချမှာလဲလို့မေးလိုက်ပြီးတော့နံပါတ်ရာပြီးအဖိုးကြီးကနံပါတ်203မင်းတွန်းချလိုက်လေလို့မြှောက်ပေးလိုက်ပါတယ်အဲ့တော့မှနံပါတ်203နဲ့စဉ်းစားမိသွားပြီးတော့ငါတွန်းချမှာနေပေါ့ငါတွန်းချဖို့လုပ်တော့မှတော့ဒီကောင်ငါပါဆွဲချသွားရင်ဘလို့လုံးမလဲလို့မေးလိုက်ပြီးတကယ်တမ်းကျတော့ကိုပါရောပါသွားမှာဆိုလို့ဘသူမှသွားပြီးတော့မတွန်းချရဲကြတဲ့အုပ်စုပါအဲ့ဒီအချိန်မှာအချိန်ကလည်း2မိနစ်ကျော်ပဲကြာမှာတော့တယ် နံပါတ်ရာပြီးအဖိုးရလဲအချိန်မရှိတော့ဘူးဒီတိုင်းဆိုငါတို့ကောင်လုံးတေကုန်လိမ့်မယ်လို့ပြောလိုက်ပြီးတော့သူတို့လွယ်လွယ်လေးလို့ထင်ထားတဲ့ဂိမ်းကထင်သလောက်မလွယ်တာကြောင့်ဂျွေးတွေလည်းပြန်နေကြပါပြီအိုင်မာလေးမြောင်ကြီးကတာဝါလေးမှာစိုက်ထားတဲ့တန်ပိုင်လုံးကြီးကိုသွားဖြုတ်လိုက်ပြီးတော့ဖြုတ်လို့ရသွားခဲ့တာကြောင့်ယူလာကမြောင်ကြီးကကြံတဲ့လူတွေကိုဘေးဖယ်လို့ပြောလိုက်ပြီးသူကိုယ်တိုင်မဲ့တန်ပိုင်လုံးနဲ့မင်းအစုကိုတွန်းချဖို့လှုပ်ပါတော့တယ်မြောင်ကြီးကတောင်းပန်ပါလေကွာငါလည်းအလိုမလုပ်ချင်ပါဘူးလို့ပြောလိုက်ပြီးအဲ့ဒီချိန်မှာတော့မင်းစုကသူ့မျက်လုံးထဲမှာစေမိကိုသွားပြီးတော့မြင်အောင်နေခဲ့ပါတော့တယ် မင်းစုကဆယ်မီတောင်းပန်ပါတယ်လို့ငိုပြီးတော့ပြောလိုက်ပြီးဆယ်မီကတော့မင်းစုငါနဲ့တူသွားရအောင်ဆိုပြီးလက်ကမ်းပေးလိုက်ပါတယ်မင်းစုတယောက်သူ့အမြင်ထဲမှာမြင်နေတဲ့ဆယ်မီရဲ့လက်ကိုဆွဲလိုက်တဲ့အချိန်မှာပဲမြောင်ကီကမင်းစုကိုတာဝါပေါ်ကနေဒုံတန်ကြီးနဲ့ထိုးချကတွန်းအချပစ်လိုက်ပါတော့တယ်မင်းစုလည်းအောက်ပြုတ်ကြပြီးတော့တခါတည်းသေဆုံးသွားခဲ့တော့တာပါတာဝါလူတွေကတော့ဟာဒီကောင်လေးကလူငယ်လေးဖြတ်ထိုးညာကောင်းတာပဲဆိုပြီးမြောင်ကီဒုံယူလာပြီးတော့ထိုးချလိုက်တာကိုကြီးကျူးနေကြပါတယ်အဲ့လိုနဲ့ပဲပထမပွဲစဉ်ပြီးသွားခဲ့ပြီးတော့ ဒုတိယပွဲစဉ်ကိုဆက်ပြီးတော့သွားကြတော့မှာပါတမမတံပူးရဲ့လူတွေကတော့ဂေါင်ဆောင်နာကိုလိုက်နေပြီးတော့နိုးကတော့ခေါင်းဆောင်ရဲ့ခန်းထဲမှာမော်ကွန်းတိုက်ကိုလိုက်ရှာနေခဲ့ပါတယ်နောက်ဆုံးတော့နိုးကဇာမားတွေရဲ့မှတ်တမ်းဖိုင်တွေတင်ထားတဲ့အောက်ထက်ကမော်ကွန်းတိုက်ထဲကိုရောက်လာခဲ့ပါတယ်နိုးကတော့တန်တန်းနဲ့ပြစ်ပွင့်လိုက်ပြီးတော့မော်ကွန်းတိုက်ထဲကိုဝင်လာခဲ့လိုက်ပါတယ်တမမတော့ဒုတိယတာဝါကြီးကိုကူးဖို့အတွက်တရားရစင်းကအော်တိုမက်တစ်ထွက်ပေါ်လာပြီးတော့မြောင်ကီတို့6ယောက်ကအရင်ကူးသွားကြပါတယ်ကီယွန်ကတော့ကလေးကိုခြိထားပြီးတော့နောက်ဆုံးမှလိုက်ကူးလာခဲ့ပါတယ် VIP တွေကလည်းဒီတစ်ခါတော့နံပါတ်456နဲ့222တို့လဲပဲသူတို့ဘလို့ခွဲကြမလဲမသိဘူးဆိုကစိတ်ဝင်စားနေကြတာပါကစားသမားတွေအကုန်လုံးဒီဘက်ကိုရောက်တာနဲ့တရားကလည်းအော်တိုငုတ်တုတ်ပြန်သိမ်းသွားပါတော့တယ်နံပါတ်ရပြီဘိုးတော်ကကစားပွဲစားဖို့တော့ခလုတ်ကိုနှိပ်ဖို့လုပ်တော့မြောင်ကြီးကခဏနေုံလို့တားလိုက်ပါလေပြီးတော့အချိန်ပိုရအောင်ခလေးနဲ့အရင်ခွဲထုတ်ပြီးမှဒါအောင်နှိပ်လဲရတယ်လို့ပြောလိုက်တော့ဘိုးတော်လည်းအဲ့ဒါကိုသဘောတူလိုက်ပါလေအဲ့နောက်တော့နံပါတ်222ကိုထုတ်ကြဖို့အတွက်မေးဝိုင်းပေးလိုက်ကြပြီး မြောင်ကီရဲသဘောတူတယ်လို့ဒီခါမှာတော့ပြောလိုက်ပါတယ်ပြီးတော့ဘိုးကြီးတို့ဖွဲ့ကကလေးကိုပေးဖို့အတွက်ဂီယုံကိုဝိုင်းကဖြောင်းပြနေကြပြီးတော့နံပါတ်353ကတန်ပိုင်လုံးကိုယူကာဆရာခန်းသားကြောင့်နားလေပါတယ်ဗျာကျွန်တော်လည်းကလေးကိုတတ်ချင်လို့မဟုတ်ဘူးဆရာကလည်းကလေးကိုမတတ်ခိုင်းပါဘူးဒီပိုင်လုံးထိတ်မှာပဲကလေးကိုချိတ်ပေးလိုက်ကျွန်တော်တို့ပဲလှုပ်လိုက်မယ်လို့သွားပြောပါတယ်ဂီယုံကကလေးကိုမပေးတဲ့အခါ353ကဒေါသထွက်လာပြီးတော့ဒီတိုင်းမပေးနေအောင်ဆုံးတွန်းချပေးလိုက်မှာတော့လို့ချိန်ချောက်လိုက်ပါတယ်အဲမှာဂီယုံကငါတို့နှစ်ယောက်ထုတ်ပြီးနောက်ပွဲကျမင်းတို့ဘယ်သူ့ကိုတတ်မှာလဲ ပင်တို့ချင်းချင်းကန်ဆယ်မဲနိုင်ပါလားလို့မေးလိုက်တော့အကုန်လုံးလဲအရာကိုတွေးမိကလန့်ဖြန့်သွားကြပါတော့တယ်အဲဒီအချိန်မှာပဲနံပါတ်203ကကစားပွဲစတဲ့ခလုတ်ကိုနှိပ်ချလိုက်တော့အချိန်55မိနစ်ကလည်းစပြီးတော့မှတ်ပြီးရီတွက်နေပါပြီအရာနဲ့353လို့လဲပူလန့်သွားပြီးတော့အခုစကားပြုံးနေအောင်ဘာလို့နှိပ်လိုက်တာလဲလို့203ကိုမေးလိုက်ပါတယ်203ကကလေးကိုမပီးရင်ဒီတိုင်းနေအောင်စလုံးတွန်းချပေးလိုက်လို့မြှောက်ပေးလိုက်တာကြောင့်353လဲကြောက်ကြောက်လန့်လန့်နေပဲအနာကိုကတ်လာခဲ့တာပါဂီယုံကတွန်းကြရင်ချလိုက်လေဒါမဲ့နောက်ပွဲကျရင်မင်းလဲဖြစ်သွားပါ အခုတော့မင်းနောက်မှာတခုခုကြံစီနေကြပြီထင်တယ်လို့စိုက်ဝါထဲလိုက်တာပါ353လဲအနောက်လှဲကြည့်လိုက်တော့သူလူတွေကလည်းသူမမြင်ခင်မှာဒိုး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 နဲ့ကပ်ပြီးတော့တိုင်ပင်ပြောနေကြတာမြင်သွားပြီးဂီဟွန်းတို့ကိုတုံးမချတော့ပဲနောက်ပြန်လှဲသွားခဲ့ပါလေအမဆရာကြီးလုံးနေတဲ့နံပါတ်203ကမိဘလို့တာလေမင်းမလို့ရဲငေါ့အပေးငါလုံးမယ်ဆိုပြီးတန်ပိုင်လုံးကိုယူဖို့လို့တော့353ကနောက်လှဲကြရင်သူအသက်ခံမှာစိုးတဲ့အတွက်ပိုင်လုံးကိုမပေးပါဘူးအိမ်မာရီနှစ်ယောက်သားစကားများပြီးတော့သွေးကတော့စပြီးတော့ကွဲချင်နေခဲ့ပါပြီ ။နမက်ရာပြီးအဖိုးကြီးနဲ့ကျန်တဲ့လူတွေကသူတို့နှစ်ယောက်ကိုမတဲတားနေရပြီးတော့နေရာသုံးကစိတ်မရှိတော့တာကြောင့်အိုင်ကောင်456ကိုရှောက်ပြီးနေတာ။ငါတို့သူ့ကိုတကယ်တွန်းချဖို့လို့ကလေးကိုလွတ်ပေးမှာပဲလို့ပြောနေပါတယ်။အိုင်မာရီမြောင်ကီကကျွန်တော်မှာအကြံရှိတယ်လို့ဝင်ပြောလိုက်ပါတော့တယ်။တမမတော့နိုးကဂေါန်ဆောရဲ့မှတ်တမ်းကိုရှာနေရဖြစ်ပြီးတော့2024ခုနှစ်ကစားမရီရဲ့စီးနဲ့မှာရှာတွေ့သွားပါလေ။ကျောင်းစောကတော့လေကိုအမြန်မောင်းလာခဲ့ပြီမယ်။ညနေဖုံးစိုးပန်းအောင်ကောင်တွေကသူ့ကိုမှီသွားခဲ့ပါပြီ။ညနေဖုံးစိုးတွေကနောက်ကနေတန်းတန်းနဲ့ရှယ်ကိုလိုက်ပြစ်နေပြီးတော့ ရောင်စောတယောက်သူ့ကိုမထီအောင်မနဲ့ငုံပြီးတော့နေနေရပါတယ်။မြန်မုံစိုးတွေပြစ်လိုက်တဲ့ဂျီတွေကမော်တော်ဘုတ်ကလေကားမှန်တွေကိုထိပြီးတော့မှန်တွေအကုန်လုံးလဲပေါက်ပြဲနေခဲ့ပါပြီ။အဲနောက်တော့မြန်မုံစိုးတွေကအင်ဂျင်ကိုပြစ်လိုက်တာကြောင့်ရောင်စောရဲ့လှေလဲရပ်တန့်သွားပါတော့တယ်။အဲနောက်တော့ရောင်စောကမြန်မုံစိုးတွေကိုတယောက်ထဲတနတ်နဲ့ခံပြစ်နေခဲ့ပြီးမြန်မုံစိုးတယောက်ကိုရှင်းလိုက်နိုင်ပြီမဲ့သူ့မှာလဲဂျီကကုံသွားခဲ့ပါပြီ။တမမမြောင်ကီတို့ဖွဲကတော့ဆုံဆွမ်းစည်းလုံးနေကြပြီးတော့ဂီယွန်စီကခလေးကိုဘသူသွားလူမလဲဆိုတာကိုရွေးနေကြပါတယ်။ ခဏကြာတော့နံပါတ်100အဖိုးကြီးနဲ့နံပါတ်336တို့နှစ်ယောက်ပဲကြံခဲ့ပြီးတော့နောက်ဆုံးလှည့်မှာနံပါတ်ရာပြည့်အဖိုးကြီးကနိုင်သွားခဲ့ပါတော့တယ်အဖိုးကြီးကပျော်ပြီးတော့အောင်ပွဲခံနေပြီးနံပါတ်336ကတော့တော်တော်လေးစိတ်ညစ်သွားပါပြီအိုင်နာတော့သူတို့6ကအဖိုးအင်ကြီးတွေချုပ်ပြီးတော့ဂျိုးလှုပ်ဖို့အတွက်ပြင်ကြပါတော့တယ်ဓမ္မမပြန်တော့ဖုံးစိုးတွေကတော့ဂေါန်ဆော့သေးပြီးထင်နေကြပြီးတော့လေနာကိုကတ်လာပြီးဂေါန်ဆော့ကလည်းဘိုက်ကဒဏ်အောင်မလုံနိုင်တော့ပါဘူးအိုင်မာတွေမြန်တော့ဖုံးစိုးတယောက်က ကစားသမား246ထုတ်ပယ်ခံရလို့ပြောပြီးတော့ကြောင်စော့ကိုတနတ်နဲ့ပြစ်တတ်တော့မယ်အချိန်မှာပဲတဏီယာကနေသူ့ကိုတနတ်နဲ့ပြစ်တတ်တာကိုခံလိုက်ရပါတော့တယ်နောက်ဆုံးကြံတဲ့ဒရီကန်မြန်နာဖုံးနဲ့ကောင်းလဲသူတို့ကိုပြစ်တတ်ဘက်ကိုပြန်ပြစ်ပြီးမယ်သူပဲရှော့သွားခဲ့ပါလိမ့်မြန်နာဖုံးဆိုကောင်းတွေကိုရှင်းပြစ်လိုက်တာကတော့ဂျုံဟိုရိုးပဲဖြစ်နေခဲ့တာပါအဲ့ချိန်တစ်ဖက်မှာနံပါတ်336ကတော့ခါမှာအင်ဂျီတွေနဲ့ဂျိုးပုံစံလှုပ်ထားတာကိုခြိထားပြီးကြံတဲ့လူတွေကအိုက်ဂျိုးကိုဝိုင်းပြီးတော့ကင်ပေးထားကြပါလိမ့်ညောင်ကြီးကတော့တန်ပိုင်လုံးကိုကင်ထားခဲ့တာပါ သူတို့ကဂီယွန်စီကကလေးကိုလှုပ်ရင်းနဲ့သူတို့ပါရောပြီးပြုတ်မကြောက်လို့ဂျိုးနဲ့ခြိထားကြတာဖြစ်ပါလိမ့်။မြောင်ကြီးကဒီတိုင်းကလေးကိုလှုပ်လို့မရရင်ဂီယွန်တို့နှစ်ယောက်လုံးကိုအလဲကိုဆွဲခေါ်လာလိုက်။အန်ရယ်ကင်းတဲ့နေရာကိုရောက်တော့မှကလေးကိုဝိုင်းလူယူပြီးတော့ဂီယွန်ကိုတန်ပိုင်လုံးနဲ့တွန်းထုတ်လိုက်မယ်လို့ပြောလိုက်ပါလိမ့်။336လေးဂီယွန်နောက်တဖြည်းဖြည်းကတ်လာပြီးတော့ဂီယွန်ကိုအချိုးတက်ပြီးကျွန်ုံဆွေးနေပြီးပြီ။ကျွန်ုံရှိအောင်လို့ဘသူ့ကိုထုတ်အောင်လဲဆိုတာမျက်မျက်တရတာမဲနိုင်ကြမယ်လိ။ဒီအစီအောင်နောက်အစီမှာမှာမဲပေါက်တဲ့လူကိုထုတ်ပြစ်မယ်လို့ပြောလိုက်ပါလိမ့်။ပြီးတော့မဲနိုင်ဖို့လည်းဒီမှာလုပ်ပြီးပြီ။ ကလေးတို့ကမဲကိုလည်းခမရပဲနှိုက်ပါလို့ပြောလိုက်တော့ဂီဟွန်းကလည်းအဲ့ဒါကိုသဘောတူလိုက်ပါတယ်။336ကဒါဆိုရင်မဲနိုင်ရအောင်အလဲကိုလာခဲ့ပါလို့ခေါ်လိုက်တော့ဂီဟွန်းကလက်မခံပဲမင်းတို့မယုံမဲနိုင်မဲဟာဒီလိုပဲယူလာခဲ့ဒီမှာပဲနှိုက်မယ်လို့ပြောလိုက်ပါတော့တယ်။336ကလည်းမဲကိုယူပေးမလို့ဘာလို့နဲ့တဖက်လဲပြီးတော့ဂီဟွန်းကိုဝင်လုံးပြီးတော့အထဲကိုဆွဲခေါ်ဖို့လုပ်ပါတော့တယ်။အကုန်လုံးကဝိုင်းပြီးတော့ဆွဲနေကြတဲ့ဂီဟွန်းလည်းအလဲကိုပါသွားတော့မလို့ဖြစ်နေတော့မှာပဲဂီဟွန်းကသူ့ကြားထဲကထည့်ထားတဲ့အရေးပေါ်ဓာတ်ကိုဆွဲထုတ်လိုက်ပြီးတော့ ဂျိုးကိုဖျက်ပစ်လိုက်ပါတော့တယ်ဂျိုးပြတ်သွားတော့ဂျိုးဝိုင်းဆွဲနဲ့လေးယောက်လဲပက်လက်တွေလန်ကြကုန်ပြီးဂီယွန်က336ရဲ့လေဘင်းကိုဓာတ်နဲ့ထောက်ထားလိုက်ပါတယ်336လဲအခုမှလန့်ဖြန့်ပြီးတော့ဂီယွန်ကိုလှုပ်ပေးလိုက်ပြီးတော့အသက်ချမ်းသာပြီးပါဗျာသူတို့ခိုင်းတာပါမလို့ရင်ကျွန်တော်တတ်မယ်ဆိုလို့လှုပ်ရတာပါဆိုပြီးတော့တောင်းပန်နေပါတော့တယ်အဲ့ဒီအချိန်မှာမြောင်ကီကဂီယွန်အနောက်ကနေတန်ပိုင်လုံးနဲ့ကတ်လာပြီးတော့336လဲအဲ့ဒါကိုမြင်တော့ဂီယွန်ကိုအချိန်ဆွဲထားနေလိုက်ပါတယ်မြောင်ကီကအနောက်တော့ဂီယွန်ကိုပေးပဲလို့អော်လိုက်ပြီးတော့ သူတွန်းချပစ်လိုက်တာကတော့နံပါတ်336ကိုပါနံပါတ်336လဲသူ့ကိုတွန်းချမယ်မထင်တာကြောင့်ရုတ်တရက်အန်အားသိမိအောက်ပြုတ်ကြကရှောသွားခဲ့ပါတော့တယ်ဂီယွန်ရောကြံတဲ့လူတွေအကုန်လုံးရောဘာဖြစ်သွားလဲဆိုပြီးကြောက်ကုန်ကြပြီးတော့မြောင်ကြီးကတော့ဂီယွန်ကိုကျွန်တော်ကခမားဘက်ကပဲလို့ပြောလိုက်ပါတော့တယ်အဲ့ပါလေနံပါတ်ရာပြေးဘိုးတော်နဲ့ကြံတဲ့၃ယောက်လဲလမ်းဖြန့်ကုန်ပါတော့တယ်အခုကလူဝင်အား၂ယောက်၄ယောက်ဖြစ်သွားသလိုဂီယွန်နဲ့မြောင်ကြီးတို့ဘက်မှာကလက်နက်တွေလဲရှိနေပါပြီတယောက်ကဓားနဲ့တယောက်ကတန်ပိုင်လုံးကြီးနဲ့ပါ လက်မရာပြီးအဖိုးကြီးတို့ဖွဲကတော့အခုမှလမ်းဖြန့်နေပြီးစိတ်အေးထားကြပါဒါတရံမလုပ်ကြပါနဲ့ဂိမ်းကနောက်တစ်ပွဲပဲကြံတော့တာလေဒီကတကယ်မဲနိုင်ပြီးတော့မဲပေါက်တဲ့လူကိုပဲထုတ်ရအောင်လို့ပြောနေပါလေမြောင်ကြီးကတော့လက်မခံပဲသူတို့က၄ယောက်ကျွန်တော်က၂ယောက်တည်းဘယ်ချိန်တစ္ဆာဖောက်ခံမလဲမသိဘူးလို့ပြောလိုက်တော့နမက်ရာပြီးအဖိုးကြီးကမင်းကပဲတစ္ဆာဖောက်တဲ့အကြောင်းပြောရသေးတယ်မိငါတို့တစ္ဆာဖောက်လိုက်တာလေးလို့ပြောပြီးတော့ဒေါ်ခွီးနေပါတော့တယ်ပြီးတော့ဖိုးကြီးတို့ဖွဲကကြိုးနဲ့ချီပြီးတော့ကလေးကိုလူဖို့ကလည်းသူ့အကြံပဲလို့ပြောလိုက်တော့ဂီဟွန်းလဲမြောင်ကြီးကိုယုံအားမလို့မယုံအားမလို့နဲ့တန်တရားဖြစ်နေခဲ့ပါပြီ အဲ့ဒါနဲ့မြောင်ကြီးကကျွန်တော်ကခလေးကိုကဲဖို့အခုလိုလှုပ်တာတကယ်တော့ခလေးကကျွန်တော်ခလေးပါလို့ပြောလိုက်တော့အကုန်လုံးအန်အောကုန်ကြပါတော့တယ် VIP တွေတောင်ကြည့်နေတယ်အန်အောကုန်ပြီးတော့ဟာဒါတော့မထင်တော့ဘူးဟေအဖေရောမရောခလေးပါဂိမ်းထဲမှာပါနေတာလားဆိုပြီးတော့သဘောကျနေပါတော့တယ်ဘိုးတော်တို့အဖွဲကမင်းကခလေးပြီဟုတ်လားမင်းခုနာဒီဒီခလေးကိုတတ်ဖို့ပြောနေရလေလို့ပြောလိုက်ပါတယ်ဂီဟွန်းကမင်းဘာလို့ခုမှအဲ့လိုတွေလာလုံးနေရလဲလို့မေးလိုက်တော့ညောင်ကြီးကကျွန်တော်လဲဂျုံကြီးကိုခေါ်ပြီးတော့ဒီအထွက်သွားဖို့စူးစမ်းနေတာပဲဂျုံကြီးကကျွန်တော်မယုံလို့ပါလို့ပြောလိုက်ပါတယ် ဂင်ဝါမှာဂျိုးခုံဂိန်းလုံးကဂျုံကြီးနဲ့မြောင်ကြီးတို့စကားပြောနေကြတာကိုပြန်ပြီးတော့မှတ်မိသွားပါတော့တယ်။မြောင်ကြီးကကျွန်တော်မှလက်နက်တီရှိတယ်။ကျွန်တော်ပူပေါင်းလိုက်ဟိုလူတွေကျွန်တော်တို့မထီရဲဘူး။ကျွန်တော်ယုံပါ။ကျွန်တော်ကလေးကိုကာကွယ်ပေးချင်တာပါလို့ပြောလိုက်ပါလေ။အိုင်မာလေးဘိုးတော်တို့ဖွဲ့လေသူတို့ဖွဲ့ချင်းနေမကောင်းတာကိုသိတော့အချင်းချင်းတစ္ဆာဖောက်ပြီးတော့အဖွဲတွေကအားနေဆုံးဖြစ်နေတဲ့ဇာမနံပါတ်39ကိုမလုံနိုင်အောင်ဝိုင်းချုပ်ပြီးတော့ထိုးကြိတ်ကန်ကြောက်ကြပါတော့တယ်။ပြီးတော့39ဝိုင်းကန်နေကြပြီးတော့နံပါတ်ရာပြီးဘိုးတော်ကကျွန်တော်ဒီမှာအဖြေတွေ့သွားပြီဗျာ။ ဒီကောင်ကိုတေလောင်းထဲထိရိုက်ပြီးတော့နောက်ဆုံးတာဝါကိုဆွဲခေါ်သွားလိုက်ပြီးရင်ဂိမ်းစားတွေမဲ့ခလုံးနေပြီးဒီကောင်ကိုပြစ်ချလိုက်ရင်ဂိမ်းကပြီးသွားပြီကလေးပါဝင်ငါတို့6ယောက်ပတ်စံတွေခွဲပြီးတော့ထွက်သွားလို့ရပြီဒီကောင်ကငါတို့ရဲ့ထမင်းဘူးပဲလို့ပြောလိုက်ပါတော့တယ် VIP တွေကလည်းသူတို့လောက်တာကိုကြည့်ပြီးဟာ lunch box နေလေသာထမင်းဘူးတွေလားတော်တော်ကောင်းတဲ့အကြံပဲဟာလို့ပြောနေခဲ့ပါလိမ့်နံပါတ်39ကတော့သွေးတွေရွှဲနေကလှုပ်တော့မလှုပ်နိုင်တော့ပဲကယ်တီမေးပါအောင်လို့တောင်းပန်နေခဲ့ပြီးတော့နံပါတ်200 39ဘလို့မှမထနိုင်အောင် ခြေတော်တစ်ချောင်းကိုပါဒူးစင်နေရာကနေရက်ရက်ဆက်ဆက်ကန်ပြီးတော့ချိုးပြစ်လိုက်ပါတော့တယ်ပြီးတော့နှစ်ရသုံးကရီပြီးတော့ဒီမှာထမင်းမှုသေးချာထိုးပိုးပြီဗျာဟိုဘက်တာဝါကိုတည်သွားပြီးရပြီလို့ဂီဟွန်းတို့ကိုလှမ်းပြီးတော့ပြောလိုက်ပါတယ်ဒါမျိုးဆိုရင်မနေနိုင်တဲ့ဆုံးဂီဟွန်းကတော့ဓာတ်ကိုကိုင်းကအနားကိုကတ်လာခဲ့ပြီးနှစ်ရသုံးကိုဖယ်ဆန်းလို့ပြောလိုက်ပါတယ်ပြီးတော့ဒါအပြေမှန်မဟုတ်ဘူးလို့ပြောလိုက်ပြီးနှစ်ရသုံးတော့လည်းအဲ့ဆိုဘလို့လုံးချင်တာတော့လို့မေးပြီးတော့စိတ်ညစ်နေကြပါပြီဂီဟွန်းကမျက်မျက်တတတာပဲမဲနိုင်မယ်ကလေးတို့ဖေထားလိုက်မယ်လို့ပြောလိုက်ပါတော့တယ် နေရသုံးတော့အဖွဲရလဲမေးယူနေပြီလားအကုန်ပြီးပြီးသားတော့ဘာလို့မဲထားနိုင်နေအောင်မလဲလို့မေးကစိတ်ညစ်နေကြပြီနမက်ရာပြီးဘိုးတော်ကမြောင်ကြီးကိုမင်းတို့ဒီယူပြောတော့သဘောတူလားလို့မေးလိုက်ပါတော့တယ်အဲ့ချိန်မှာနေမက်နမက်203ကဂီယွန်စီကဓာတ်ကိုဝင်လှပြီးတော့နမက်353ကလည်းမြောင်ကြီးစီကတန်ပိုင်လုံးကိုဝင်လှနေပါတော့တယ်အဲ့မှာအကုန်လုံးရုံးရင်းဆန်ကတွေဖြစ်ကုန်ကြပြီးတော့နဗန်းလေးလုံးနေကြပြီကလေးလက်ဂီယွန်ချီထားကနေအောက်ကိုရောက်နေခဲ့ပါပြီ203ကဂီယွန်လက်ထက်ကဓာတ်ကိုလှသွားနိုင်ပြီးတော့ဂီယွန်ကိုလိုက်ပြီးတော့ထိုးတတ်နေပါတော့တယ် ဂီယွန်လည်းမနေရှောင်းနေရပြီးတော့တစ်ဖက်မှာမြောင်ကြီးကလည်းခံနေရတာပါနောက်ဆုံးတော့ဂီယွန်က203ကိုတွန်းထုတ်လိုက်နိုင်ပြီးတော့203ကသူ့ကိုဓာတ်နဲ့ကတ်ထိုးတဲ့ချိန်203ရဲ့လက်ကိုချုပ်ထားလိုက်ပါလေပြီးတော့203ကိုသူ့လက်ထဲကဓာတ်နဲ့သူ့ကိုသူပြန်ထိုးမရောက်လုလိုက်နိုင်ပါတော့လေတစ်ဖက်မှာမြောင်ကြီးနဲ့353ကလည်းတန်ပိုင်လုံးကိုလူရင်းနဲ့353ကကြောက်ထဲပြုတ်ကြတော့မလို့ဖြစ်နေပါလေ353ကခဏလေးအသက်ချမ်းသာပြေးပါလို့ပြောပေမယ့်မြောင်ကြီးကသူ့ရင်ဘက်ကိုကန်ချလိုက်ပါတော့လေဂီယွန်ကလည်း203ကိုဓာတ်အဆုံးဝင်တဲ့အထိထိုးလိုက်ပြီးတော့တပစ်လိုက်ပါတော့လေ ပြီးတော့ဂီယုံကငုံနေတဲ့ခလေးကိုသွားချီလိုက်ပြီးတော့အဲ့အချိန်မှာနမတ်ရာပြေအဖိုးကြီးပဲကြံတော့တာပါညောင်ကြီးကဘိုးတော်ကိုတွန်းချဖို့အတွက်တန်ပိုင်လုံးနဲ့ချိန်ထားပြီးတော့ဘိုးတော်ကသူ့တီမဲ့လဲကြတော့ကြောက်နေတော့အကုန်လုံးတော်ပါလေဒီမိုက်ကောင်တွေကိုစိုးကြီးတွေကတေးရမှလို့ညောင်ကြီးတို့ကိုပြန်ပြီးတော့ဖားလိုက်ပြန်ပါတော့တယ်ပြီးတော့အခုငါတို့ငါ့ကိုပဲကြံတော့တယ်ဟိုထမင်းဘူးကိုဆွဲခေါ်သွားပြီးတော့နောက်တစ်ကြောင်မှပြစ်ချလိုက်ခလေးပါဝင်ငါတို့၄ယောက်ပဲတယောက်ကို7.3ဘီလီယံစီတောင်ရမှာဒါလောက်ဆိုအကုန်လုံးတော့ happy ending မဟုတ်တယ်မလားလို့ပြောလိုက်ပါတော့တယ် ဒါမဲ့မြောင်ကြီးကသူ့နားကိုဆက်ပြီးတော့ကတ်လာနေတဲ့အတွက်အဖိုးကြီးကလန့်ပြီးတော့17.4ကနဲလို့လာဒါဆိုရင်90ဘီလန်ဆိုတော်ပြီပိုတဲ့ဟာတွေမင်းတို့ခွဲယူကြပါလို့ထပ်ပြောလိုက်ပါတယ်ဒါမဲ့မြောင်ကြီးကတော့ခမားမရှိတော့ရင်တယောက်ကို15.2ဘီလန်ပဲလို့ပြောလိုက်ပြီးအဖိုးကြီးကိုတုံးချပြီးတော့တပြစ်လိုက်ပါတော့တယ်တကားလုံးကြီးရှုနေကျွန်တော်တို့စိတ်ဒုက္ခတွေပေးအမျိုးမျိုးပေါက်ကြရတွေလုံနေတဲ့အဖိုးကြီးကတော့နောက်ဆုံးဂိမ်းကြီးရောက်လာပြီခုမှရှောသွားတာပါအခြေမကောင်းတဲ့ဘိုးတော်ဖြစ်တာကြောင့်ရှောတာတော့မှအုံနောက်တွေပါထွက်ကုန်ပါတော့တယ် ဂီယွန်ကတော့မြောင်ကြီးလို့လှုပ်လိုက်တာကိုအံ့ဩနေပြီးတော့အဲဒီအချိန်မှာခြေထောက်ကျိုးနေတဲ့နံပါတ်39ကတော့တာဝါအဆန်နာကိုတွားသွားပြီးတော့တွားနေခဲ့ပါလေပြီးတော့39ကအားနာပေမဲ့ငါတို့မင်းတို့ကထမင်းဘူးဖြစ်ချင်တဲ့စိတ်ကူးမရှိဘူးလို့ပြောချလိုက်ပါလေမြောင်ကြီးလည်း39ဘာလို့တော့မလဲဆိုတော့သိနေကြအောင်လန့်ပြီးတော့ခဏခဏလေးစိတ်အေးထောင်ငါတို့အဲ့လိုလုပ်ဖို့စဉ်းစားနေရမဟုတ်ဘူးအားကြောင့်အဲ့မှာပဲနေတော့ငါတို့စကားပြောလို့ရသေးတယ်လို့ထပ်ပြောလိုက်ပါလေဒါမဲ့နံပါတ်39ကစကားပြောချင်းမင်းတို့အချိန်နဲ့ပဲပြောကြငါဘေးပဲပေးမယ်လို့ပြောလိုက်ပြီးတော့ သူဟာသူပဲအောက်ကိုခုံချပစ်လိုက်ပါတော့တယ်။မြောင်ဝီလည်းသူ့ကိုအသေးအတန်ပြေးတားဖို့လုပ်ပေမဲ့မမီတော့ပါဘူး။ဒီလိုနဲ့နောက်ဆုံးဂိမ်းရဲ့နောက်ဆုံးလက်ကျန်ဂိမ်းလေးတစ်ခုနောက်ဆုံးရဲ့နောက်ဆုံးဂိမ်းကိုရောက်လာတဲ့ခါမှာတော့အသက်ရှင်နေသေးတာကဂီဟွန်းမြောင်ကီနဲ့နံပါတ်220ခလေးလေးတို့ပဲရှိပါတော့တယ်။နောက်ပွဲမှာသူတို့တွေကအနည်းဆုံးတစ်ယောက်ကအသက်ပေးရတော့မှာပဲဖြစ်ပါတော့တယ်။ ဟုတ်ကဲ့ပါဆိုအပိုင်း၅တော့ဒီလောက်ပဲဒီပိုင်းမှကျန်တော့ရယ်နော်မနက်ဖြန်ဒီပိုင်းပြီးရင် Squid Game Season 3အဆုံးသတ်ပါခင်ဗျအဲ့တော့နောက်ဆုံး game ရဲ့နောက်ဆုံးအသေးခွဲမိနစ်ကို ရောက်လာခဲ့တဲ့အချိန်မှာတော့ခလေးလေးရယ်ခလေးဖေရယ်ခလေးကိုတကယ်ကာကွယ်ပေးနေတဲ့ဇက်လိုက်ကျော်ကြီးတို့၃ယောက်ကဘယ်လိုတွေဆက်ပြီးတော့စကန်းသွားကြမှာလဲဇက်ရှိန်အမြင့်ဆုံးနဲ့အကောင်းဆုံးအပိုင်းကိုတော့နောက်နေမှာကျွန်တော်ဆက်ပြီးတော့ကြည့်အောင်ပါအဲ့တော့ channel subscribe လုပ်ပြီးတော့ဘေးနားခေါင်းလောက်နှိပ်ထားပြီးတော့စောင့်ကြည့်ပေးကြပါဦးဒီနေ့မှာအဆောင်ဆုံး live ပါကြည့်ကြည့်အားပေးခဲ့တဲ့အချိန်ပေးခဲ့ကြတဲ့ ပရိသတ်များအားလုံး Squid Game ချစ်သူများတယောက်ချင်းစီတိုင်းကိုကျေးဇူးတို့ပဲတင်ရှိပါရခင်ဗျာကျွန်တော်အန်ခင်မူပါ